မဲလို့အမေတို့ကဆုံးဖြတ်ချက်ချပြီးတော့အိုက်အန်တီနဲ့အရင်မတွေ့ခင်ရက်ကွက်ထဲမှာရှိတဲ့ကယ်ရီဂိတ်တွေအိုက်နားမှာရှိတဲ့လူရောအမေတို့အရင်ဆုံးမေးပါတယ်အားလုံးဖြေတဲ့အဖြေအားကိုယ်တော်မင်းခေတ္တမတကမလားအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ် ပြီးခဲ့တဲ့တည်းကလိုင်းတရားမှာဖြစ်သွားတဲ့ဒီသခိုးမှုနဲ့ပတ်သက်ပြီးတော့အသစ်ဆန်းပြန်လည်တင်ဆက်လာတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ထပ်မံတွေ့ရှိထားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဟိုတနေ့ကဖြစ်သွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်းပြထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်ပြီးကြတော့ဒီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအတော်ကြီးကသူ့ရဲ့နောက်ွယ်ကစိတ်မကောင်းစရာသတင်းတွေအများကြီးအများကြီးရှိနေတာကိုလည်းသိခဲ့ရပါတယ်ကဲဗီဒီယိုလေးကိုကျွန်တော်တို့အခုပဲဆက်လက်ပြီးတော့ကြည့်သွားရအောင် let's go ာဖြစ်သွားတဲ့ NDE ကိုဒီနေ့မင်းတို့သွားခဲ့ပါတယ်။အဲ့ NDE နဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်။တယောက်တည်းရဲ့စကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ carry gate တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မီစုံစမ်းပြီးရောမှတိတိကျကျလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်။မင်းလည်းရက်ွက်ဟုတ်တယ်နော်။အာဒီတရင်ကတော့လူတွေရဲ့ဟိုဟာစိတ်ထဲမှာလိုရမယ်ဟိုမပွေလင်းတဲ့အရာတွေပို့ပြီးတော့ပွေလင်းထင်ရှားသွားအောင် ဒီအမကသူအိမ်တိုင်ရာရောက်ဗီဒီယိုကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီအတော်ရဲ့အိမ်ကိုမရောက်ခင်မှာသူကကယ်ရီဂိတ်တွေမှာရောပြီးတော့ဒီပန်းဝန်းကျင်မှာဒီအတော်နေတဲ့အိမ်ရဲ့ပန်းဝန်းကျင်အနီးနားကလူတွေရောဒီအတော်ရဲ့အကြောင်းကအရင်စုံစမ်းပြီးမှသူကဒီအတော်အိမ်ကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။ကဲဗီဒီယိုလေးကဘာဆက်ဖြစ်မလဲဆိုတော့ပြန်လည်ကြည့်အောင်ပြန်ကြားလာခဲ့ရတာပါရှင်။အန်တီရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါ။ရက်ွက်ထဲမှာလည်းသူ့ကိုอืมဒီအန်တီရဲ့နာမည်ကတော့ဒေါ်ရခိုင်မလို့ခေါ်ပါတယ်။ဟိုတနေ့ဖြစ်တော်တဲ့ကိ မြန်မာလိုပဲခေါ်ပါတယ်ဒီကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထည်ကြီးပြပတ်စံရှိတော့လဲသူကအပေးကန်းရရော်တဲ့ခလေးလဲချစ်တတ်တယ် view ထဲမှာပါတဲ့ခလေးကိုမှမဟုတ်ဘဲနဲ့သူကရက်ွက်ထဲမှာရှိရခလေးတိုင်းကိုထိမ့်မိတယ်တဲ့မျိုးထဲမှာပါတဲ့ခလေးလေးကလည်းအိုက်အန်ဒီနဲ့ဘာမှတော်ဆမှုမရှိဘူးတဲ့ရက်ွက်ထဲကခလေးပဲသူအိုက်ခလေးလေးကိုလည်းနှစ်လသားအရွယ်တဲကသူကထိမ့်မိတာတဲ့ရက်ွက်ထဲကပြောကြတာပေါ့နော်အိုက်ခလေးလေးရဲ့သူကတော့ခလေးကိုချစ်တယ်ပေါ့နော်ပြီးကြတော့ အရင်ကပေးကမ်းမှုနဲ့ပတ်သက်ပြီးအရင်ရက်ရောတယ်။ तू အခုလိုဘဝမျိုးမှမဟုတ်ပါဘူးနော်။ तू ကတကယ်ကိုပတ်ဆံရှိတဲ့အတိုင်းဝိုင်းထဲကတက်ရောက်ပေါ့။ဒါပေမဲ့ तू ဘာကြောင့်အခုလိုဖြစ်သွားလဲဆိုတာကိုကျွန်တော်ဗီဒီယိုကိုကြည့်ပြီးတော့လေ့လာကြရအောင်။နောက်တစ်ချက်ကဒီခလေးတွေကိုရော तू ဘာကြောင့်ဒီလောက်ချစ်နေရတာလဲ။ခလေးတဲ့အားလုံးထဲကမှဒီခလေးကိုဘာဖြစ်လို့ဒီနှလသားအရွယ်ကနေပြီးတော့ तू ကချစ်နေရတယ်လဲဆိုတာအကြောင်းရင်းရှိပါတယ်။အဲ့ဒီအကြောင်းရင်းကိုကျွန်တော်တို့လေ့လာကြရအောင်။ let's go ဒီအလုတ်သွားတယ်အပြင်သွားတယ်ဆိုရင်အဲ့အန်နီရှိမှာပဲခလေးကိုထားခဲ့တာအဲ့ခလေးကိုအဲ့အန်နီရာကြည်ပေးတယ်ကြည်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်ပေးတယ်ပေါ့နော်အဲ့ဒါရက်ွက်ထဲကနေရောမင်းတို့ကိုပြောပြတာခလေးလေးကိုပေါ့နော်ဗန်းပြပြီးတော့သူအဲ့လိုမျိုးလိုက်လိုက်လှုပ်ရှားနေရလဲရက်ွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်ပေးရမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်ပေးပါတယ်ဗီဒီယိုထဲမှာပါတဲ့ခလေးကိုတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်ပါတယ်တဲ့ဘာဖြစ်လို့အဲ့ဒါအကြောင်းရင်းပဲနော် အခုဟိုတနေ့ဖြစ်သွားတဲ့ဒီတခိုးကိစ္စမှာပါတဲ့ခလေးရောသူကအဓိကထိမ့်ပေးဖြစ်ပါတယ်အဓိကသူဘာကြောင့်ဒီခလေးရောအဓိကထိမ့်ပေးဖြစ်တာလဲဆိုတော့ကိုကျွန်တော်အရင်ကစိတ်ဝင်စားဖို့ကောင်းပါတယ်ဗီဒီယိုလေးကတော့အခုအချိန်ကတက်လာပြီခင်ဗျကြည့်ရအောင်နော်အဲ့ခလေးလေးကအဲ့အန်နီရဲ့ဒါဆုံးသွားရဲ့ဒါဝင်စားရဲ့လို့အဲ့အန်နီကြီးကထင်ထင်တာဖြစ်တဲ့အတွက်အဲ့ခလေးကိုသူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ဒီခလေးကသူကခလေးတဲ့အားလုံးထဲကိုမှဒီခလေးကိုပို့ပြီးတော့ ဖြစ်တယ်ပို့ပြီးတော့လည်းထိန်းဖြစ်တယ်ပြီးတော့ဒီကလေးကိုနှစ်လသားအရွယ်ကလေးကသူစထိန်းလာတယ်ဘာကြောင့်လဲဆိုတော့ဆုံးသွားတဲ့သူ့ရဲ့သားသူ့ရဲ့တူဦးသီးသောသားပေါ့နော်ဆုံးသွားတဲ့သားကိုသားကနေပြီးတော့ဒီကလေးကိုတွားပြီးတော့ဝင်စားတယ်လို့သူကထင်ပြီးတော့ကလေးကိုပို့ပို့ပြီးတော့ချစ်မိသွားတာပေါ့လေပြီးတော့ပို့ပြီးတော့ထိန်းဖြစ်သွားပို့ပြီးတန်ရောစင်ဖြစ်တယ်လို့ပြောရမှာပဲဗျာ ကဲဗီဒီယိုလေးကိုပဲဆက်လက်ပြီးတော့ကြည့်ရှုရအောင်လားတယ်ပေါ့နော်အဲ့ကလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်အရိုက်ခံရတဲ့အန်တီရဲ့ဆုံးဝါးရတာဝင်စားတာလို့လည်းရက်ကွက်ထရားလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်အဲ့လာကြောင့်မို့လို့လည်းအဲ့အန်တီကအဲ့ကလေးကိုပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်တာဖြစ်ပါတယ်နေရကလေးရဲ့မိဘအရင်းနေရဲ့အင်တာဗျူးတွေပါတယ်မင်းမင်းတို့ကကြီးလိုက်တာဆိုတော့မင်းမင်းတို့သွားဖို့အတွက်ကိုဇဝေဇဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မို့လို့အေးပေါ့ဟို အခုအခုရက်ပိုင်းမှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးလူတွေကတော်တော်လေး trend ဖြစ်နေတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတယ်ပြီးကြတာ interview ကိုလည်းဟိုမီဒီယာတွေကအစုံလာပြီးတော့လာ view သွားပါတယ်လာ view သွားတဲ့အိမ်ကတော့ဒီ ND ကိုမဟုတ်ပါဘူးအာဒီကလေးအမေနဲ့ကလေးနဲ့ပတ်သက်ပြီးတော့အကြောင်းရင်းကိုတွားပြီးတော့စုံစမ်းပြီးတော့မေးမြန်းခဲ့တာဖြစ်ပါတယ်ဒီ ND ရဲ့စီကိုတော့ပေမီဒီယာမှာမရောက်လာသေးပါဘူးခင်ဗျာအဲကြောင့်မလို့ဒီအမားဆိုရင်လည်းသူဒီ ND ရဲ့အိမ်ကိုမလာခင်မှာ အဲ interview ရဲ့ video တွေကိုသူတို့ကြည့်ပြီးတော့နည်းနည်းစိတ်ကဆူဆူသွားဖြစ်သွားတယ်တဲ့အဲ့တော့ပို့ပြီးတော့တေးချာရအောင်ဆိုပြီးတော့သူကတေးတေးချာချာကြာကြာနာနာကိုအစီအစဉ်တွေ plan တွေချပြီးတော့မှဒီအိမ်ကိုရောက်ရှိလာတာဖြစ်ပါတယ်ကဲတရေမှန်တွေကပေါ်လာပါပြီခင်ဗျာကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားလာပါပြီဆက်လက်ကြည့်အောင် အမေမေအမျိုးသားရဲ့အရင်ဆုံးအရက်ွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ွက်ထဲရစကားကိုအရင်ဆုံးနားထောင်မယ်လို့အမေတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အဲ့အမေတို့ရက်ွက်ထဲမှာရှိရဲ့တယ်လီဂိတ်တွေအဲ့နားမှာရှိရဲ့လူတွေကိုအမေတို့အရင်ဆုံးမေးပါတယ်အားလုံးဖြည့်ရဲ့အဖြေကလည်းဒီအဖြေတစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ဒီဗီဒီယိုရိုက်ကူးတင်ဆက်ထားတဲ့ဒီအမကလည်းဒီအန်တီကြီးကိုတော့ ထိခိုက်စေလို့တော့ရည်ရွယ်ချက်နဲ့တင်ဆက်ထားတာမဟုတ်ပါဘူးဆိုတာကိုကျွန်တော်တို့ဒီဗီဒီယိုကိုကြည့်လို့ရှိရင်သိမှာပါခင်ဗျာ။သူကအဓိကကတော့လူတွေထင်အောင်ထင်မှဖြစ်နေတဲ့အကြောင်းရင်းကိုအဓိက အဲ့လိုမျိုးဆွေးစွားမဖြစ်အောင်ဆိုပြီးတော့တင်ဆက်သွားလိုက်တာဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုဆက်လက်ပြီးတော့ကြည့်ရအောင်ခင်ဗျာ။ခလေးကိုအဲ့အန်ဒီဘယ်လောက်ထိတန်ရောစင်ရှိလဲမရှိဘူးလဲဆိုတာဟိုဘက်ကရိုင်းနှက်တဲ့အမားကနေပြီးတော့ခလေးကိုခေါ်သွားလိုက်တတိုက်မှာကျူးတုံးလိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ဝင်ထဲမှာထည့်ပြီးတော့ပြောနေရအောင်အမားတို့ဗီဒီယိုတွေဗီဒီယိုကိုကြည့်ရလို့ရဆိုမြင်ပါလိမ့်မယ်တတိုက်မှာဒါမဲ့တခုကတော့ဘောနော်ဟိုဒီအန်ဒီက သူပြောတဲ့စကားကလည်းဟုတ်တယ်ပါဆိုတော့ဒါက तू လောက်တဲ့လောက်ရဲ့ကြောင့်သူ့ကိုပဲလောက်ပေါ့နော်ကလေးကိုမလောက်ပါနဲ့မှန်တယ်။ဟိုကလည်းကလေးကိုဟိုအရင်ဗီဒီယိုမှာကျွန်တော်တို့ကြည့်ပြီးကောင်းလေကြည့်ပြီးသွားမှာပါလို့ကျွန်တော်တို့ထင်ပါတယ်။ကလေးကိုတွန်းထုတ်တာအဲ့ဒါကြတော့လူကြီးတယောက်ရဲ့အားကတော့ကလေးကိုထိတယ်ပြီးတော့ကလေးကအကြောက်တရားဝင်သွားတယ်။အဲ့ဒါစိတ်ကကလေးရဲ့စိတ်ကတော်တော်လေးကိုထိခိုက်သွားပါတယ်။အဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာဝန်အနေနဲ့တိုင်ပင်ဆွေးနွေးထားပါတယ်။အဲ့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်တို့ရပြလို့ရှိပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်။ကဲဒီဗီဒီယိုလေးကိုပဲအခုပဲပြန်လည်ဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။တုတ်ထားတဲ့အချိန်မှာဆိုလေအဲ့တိုင်းပဲခလေးရအိုက်အန်ဒီရဲ့ရင်ဝင်ထဲမှာပဲရှိနေရပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါ။အချို့ကလည်းမင်းတို့ကိုအားပေးအားမြောက်လုပ်တယ်မင်းတို့ကအားပေးအားမြောက်လုပ်တာမဟုတ်ဘူးဒီအန်ဒီမှာအပြစ်ရှိရဆိုတာမှန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်ဒါပေမဲ့ ဲ့ရမင်းတို့လည်းအထည်ဆိုင်ဖွင့်လာတာဖြစ်တဲ့တော့အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရနော်အမရှိတစ်ခေါက်ကလည်းလာယူရတယ်အခုလည်းထပ်လာယူတယ်ညီမတို့သိရနော်နောက်တစ်ခါထပ်လာလုံးမယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်အရင်ဒါဒီအမရဲ့ပြောစကားကိုတော့တော်တော်လေးကိုချီးကျူးဖို့ကောင်းပါတယ်။ဒါဆန်ရှင်တယောက်ရဲ့လုံတင်လုံထိုင်တဲ့လောက်ရပါ။ တကယ်ကိုယ့်ရဲ့ဆိုင်ထဲမှာဟိုမတမာသူတွေကလာရောက်တောင်းကျမ်းသွားတယ်လာရောက်ခိုးသွားတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဖမ်းမိသွားလို့ရှိရင်လဲကျွန်တော်တို့ဒီအမပြောတဲ့စကားအတိုင်းပဲလုပ်ကြပါလို့ကျွန်တော်မေတ္တာရခံချင်ပါတယ်ကိုတိလက်ရောက်မလုပ်ပဲနဲ့ဘာဖြစ်လို့ဆိုတော့ကိုတိလက်ရောက်လှုပ်လိုက်လို့ရှိရင်သူတို့ရဲ့အမားကကိုအမားဖြစ်သွားရောနော်အဲ့ဒါကြောင့်မလို့ကဲဗီဒီယိုလေးကိုပြန်ပြီးတော့နည်းနည်းလေးအနောက်ကိုပြန်သွားရအောင်ဒီအမပြောတဲ့စကားပြန်နားကောင်းစေချင်လို့အယူနေရညီမတို့သိရယ်နော်အမရှိတစ်ခါ poverty and ဟုတ်ဘူးဒီ NDA မှာအပြစ်ရှိရဆိုတာမှန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်။ဒါပေမဲ့မိမင်းတို့လည်းအထည်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေတာညီမတို့သိရနော်။အမရှိတစ်ခေါက်ကလည်းလာယူသွားတယ်။အခုလည်းထပ်လာယူတယ်။ညီမတို့သိရနော်။နောက်တစ်ခါထပ်လာလုပ်မယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်။အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအမခံပါတယ်ရှင်။နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ပြီးတော့ ုံရိုက်ပြီးဒီအမားတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းတွေရောခုလိုမျိုးတွေလုံနေပါတယ်။ဆိုင်သမားတွေသိရအောင်လို့အတွက်တင်မေးရပါဆိုပြီးရောပဲတင်မှာပါအခုလိုမျိုးကိုထီးလက်ရောက်သပင်ကိုဆွဲပါကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေဓာတ်တိုင်တွေမှာကြိုးတုပ်တွေရောမမင်းတို့လုံမှာမဟုတ်နောက်ဆုံးအစဉ်ရဲလက်ထဲကိုခေါ်ပြီးရောအပ်လိုက်ပါမယ်။တာဝန်ရှိရဲ့လူတွေကသူ့အလုပ်ကိုသူလုပ်သွားပါလိမ့်မယ်။ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးရောလိုင်းပေါ်မှာခလေးတွေပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်။ခလေးကိုကအစဓာတ်တိုင်မှာကြိုးတုပ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ် တိုက်မှာခေါ်ပြီးတော့ကျိုးသွားတယ်။ဒါမဆိုင်တဲ့ကလေးပါသွားပြီလေ။ပါတယ်ဒါပေမဲ့အန်ဒီကနေပြီးတော့ကျမကလေးကိုမလုတ်ပါနဲ့ကျမကိုပဲလုတ်ပါဆိုပြီးတော့ view profile ထဲမှာပြောနေတာတွေ့ရတဲ့အတွက်မိမင်းတို့ကတနာတာကလေးကိုလည်းတနာတယ်။အခုလိုမျိုးရိုက်နှက်နေအောင်လဲလူသားချင်းစာနာတာပါရှင်။မိမင်းတို့အပေးအမြောက်လုတ်နေတာမဟုတ်ပါဘူး။မိမင်းတို့ရှိမှအဲ့လိုမျိုးလာလုတ်ခဲ့ရင်လဲမိမင်းတို့ကပထမအဆင့်တတိပေးမယ်။ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ်လိုက်ပါပါ။ အဲဆန်းရှင်တိုင်းလုံးတည်တဲ့အချက်ပေါ့နော်။ဒါမှအလှလုံးဝလုံးဝမခံပါဘူးရှင်။အခုလာလူဘာဖြစ်လို့လဲဆိုတော့တကယ်လို့ကိုကိုဘက်ကရိုက်နှက်မိလို့တွားလို့ရှိရင်တရခန်ဘက်ကဘလောက်ပဲအပြစ်ကကြီးနေပါစေ။နော်။တရခန်ရဲ့အပြစ်တဝက်ကကိုစီရောက်သွားပြီ။အဲ့ဒါမလုံးမိစေလို့နဲ။မလုံးမိစေဖို့ကျွန်တော်ထပ်မံပြီးတော့အတိပေးပါရစေခင်ဗျာ။ ဒီလဲမမေ့ရဲ့ချွေးနဲ့သာလဲရှာထားတဲ့ပုစံမမေ့ရှိမှာအထယ်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မမေ့ဘသူရှိရမှာအလှမခံဘူးမမေ့စိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလည်းတနာရဲ့ DNA ကိုလည်းအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မမေ့ရှာထားတဲ့ပုစံတွေကနေပဲမမေ့ငါးသိန်းချက်ကိုလာလှူတာပါရှင်ကိုယ့်ထဲကိုရောက်ရောက်ချင်းလဲမမေ့အဲ့အနေရှိကိုတန်းသွားတာမဟုတ်ပါဘူးမမေ့အဲ့ဖုန်းကြောင်းသားတွေပြီးရင် cycle carry gate တွေအဲ့လိုမျိုး live ပြီးတော့စုံစမ်းပြီးမှလှူတာပါဒီပုစံ ဒီဘသူပဲဝါရှိရမှာအလူခံထားခြင်းမဟုတ်ပါမမင်းရဲ့ချွေးနှဲစာနဲ့ရှာထားရဲ့ပစံကိုမမင်းလှူခြင်းဖြစ်ပါရဲ့ရှင်အပိအမြောက်လုတာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားဘဲနဲ့သူများတကပစံကိုအလကားအချိုချောင်လိုခြင်းတဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးကြီးမှာအကျိုးရှိရယ်လို့လည်းရက်ွက်ကပြောပါတယ်အလားကြောင့်မို့လို့သူလုံမီးလုတ်ရလုတ်လိုက်တာလို့လည်းရက်ွက်ထဲကပြောပါတယ်ရှင်ဒီအနီးကြီးအစိမ့်နေစိတ်ထားကိုဒီရက်ွက်ထဲမှာ တော်များများကအဲ့ရနီဘက်ကနေပြီးတော့အမားခံမိကြရဲ့လို့တော်တော်များပါတယ်ရှင်ကျမရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ကိုမရဲ့ရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်ကြိုက်တဲ့နေရအဲ့ရဖုံးရင်ချောင်းကနေပြီးတော့တက်တဲ့ဝင်သွားပြီးအဲ့တိုင်းဖြောက်ကိုအမားတို့ကြိုက်တဲ့အိမ်ကိုကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်ရက်ွက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းကိုသိရပါလိမ့်မယ်ရှင်မမင်းပြောနေတာအပေါ်ရဟုတ်မဟုတ်ဆိုတာပေါ့နော်မမင်းလည်းအင်တာဗျူးတွေ့ပြီးတဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေးခွဲမရဖြစ်သွားပါ ါတယ်ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိကျင်အောင်မလို့မမြင်သွားပြီးတော့ရက်ွက်ထဲမှာတိတ်တိတ်ချာချာမေးခဲ့တာပါတယောက်တည်းကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမမြင်မေးခဲ့တာပါရှင်မင်းညာလည်းရဲစခန်းမှာဒီရက်နေ့တညာအိတ်လိုက်ရပါတယ်လို့ရက်ွက်ထဲကနေမင်းတို့သိရတယ်ဩဒီအန်ဒီကဟိုရဲလက်ထဲကိုတို့တို့အပ်လိုက်တယ်ဟောရဲစခန်းမှာလည်းတညာအိတ်လိုက်ရတယ်လို့နော်ဟိုရိုင်းနှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေပေါ့နော်သူလောက်တာလွန်သွားတယ်သူန နော်ဒီလိုတောင်းအဲ့လိုမျိုးပေါ့ပြောမှဆိုလို့ရှိရင်လူတိုင်းပဲဘယ်သူမှမဆိုပေါ့မလုတ်ခင်မှာအရင်စဉ်းစားတင်တယ်ပေါ့လေလုတ်တင်မလုတ်တင်ဆိုတာကတောင်းပန်တယ်ဆိုတဲ့စကားကကျွန်တော်လည်းပြောလို့ရတယ်အခုကျွန်တော်ရဲ့ viewer တွေလည်းတခုခုဆိုပြောလို့ရတယ်လူတိုင်းကတောင်းပန်တဲ့စကားပြောနိုင်ရတယ်ဒါပေမဲ့တစ်ဖက်လူရဲ့ခံသွားတဲ့ခံလိုက်ရတဲ့အပြုမူကြီးကသူတို့ရဲ့ဘဝတသက်စာနော်သူနာကြီးသွားပြီဒီအန်တီကြီးကိုမစင်စားနဲ့အောင်ပြောမှဆိုလို့ရှိရင်ခလေးအတွက် ကလေးကတော်တော်လေးကိုအကြောက်တရားဝင်သွားပြီနော်ဘာမှမဆိုင်တဲ့ကလေးကိုဟုတ်တယ်နော်ကျွန်တော်ပြောတာတောင်းပန်နေဆိုတဲ့စကားတစ်ခုနဲ့ကြည့်လို့ကျွန်တော်တို့မြန်မာနိုင်ငံမြန်မာနိုင်ငံသားတယောက်အနေနဲ့ကတော့တောင်းပန်နေအချင်းချင်းကတည်းကယဉ်ကျေးမှုအရာပြောလို့ရတယ်ဒါပေမဲ့ကိုတောင်းပန်နေဆိုတဲ့စကားရဲ့နောက်ွယ်ကနေပြီးတော့ကိုယ့်ကိုပြန်ပြီးတော့တိတိယောက်ယောက်ပြည့်ပြည့်ဟာပြုပြင်နေနေတာပေါ့လीနော်အဲကြောင့်မလို့ တော့ပါဘူးဆိုပြီးတော့တောင်းပန်တယ်လို့လည်းမမင်းတို့ရက်ွက်ထရားနဲ့တဆင်ကြားရပါတယ်။မမင်းဒီလိုလှူခြင်းဒီအားပေးအားမြောက်လှုပ်ခြင်းလုံးဝမဟုတ်ပါ။မမင်းလူသားချင်းစာနာရရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာရရဲ့ကြောင့်မမင်းတို့ပေါ်တော့ဒီအနည်းရဲ့လိမ့်စာကိုလိုင်းပေါ်မှာမေးတယ်မေးပြီးတော့ကိုနိုင်တဲ့ပတ်လေးရနေပြီးတော့ကုညီပေးရပါရှင်။အားပေးအားမြောက်လှုပ်တာလည်းမဟုတ်ပါဘူး။ဒီအနီးမှာအပြစ်ရှိရင်သူလဲသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါဗီမဲ့အခုလိုမျိုးရိုင်းနှံနှိမ့်ဆက်တာမျိုးတော့မမင်းတို့ဘလို့မ မှမကြည့်ရပါဘူးရှင်ပြီးတော့ခလေးပါပါတယ်ခလေးကိုနေပူတဲ့တတိုင်ထဲမှာကျိုးတုတ်တာရဲ့အဲ့လိုမျိုးတွေလောက်တာမြင်တဲ့အချိန်မှာမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အချင်းအားကိုယ့်ရဲ့မျက်စိအရှိမှာကြက်ခလေးငှက်ခလေးကိုလုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ်ဒီလိုမျိုးခလေးနဲ့အိုကြီးအိုမတယောက်ကိုခုလိုမျိုးရိုင်းနှက်နေရဖြစ်တဲ့အတွက်မင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းမိမှမင်းလှူခဲ့ ယ်ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမင်းမင်းပတ်စံမှာကဲဗီဒီယိုလေးကတော့ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကဲကျွန်တော်တို့ရဲ့ viewer တွေအားလုံးလည်းဒီသတင်းနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိပြီးသွားပြီလို့ကျွန်တော်တို့ထင်ပါတယ်ဟုတ်ပါတယ် DND ကြီးကတော့သူတကယ်တမ်းဆိုရင်သူရွေချက်ရှိရှိနဲ့လောက်လိုက်တာမဟုတ်ပါဘူးသူ့ရဲ့နောက်ွယ်က ကိစ္စတွေအများကြီးသူရအခက်ခဲတဲ့မလို့မလို့ချင်ပေမဲ့လှုပ်လိုက်ရတဲ့အချောင်းရင်တစ်ခုချောင်းနဲ့လှုပ်ခဲ့ရတာဖြစ်ပါတယ်။ပြီးကြတော့ဒီအန်ဒီကသူ့ရဲ့အရင်ကလှုပ်ခဲ့တဲ့လှုပ်ရတဲ့ကတော်တော်လေးလေပတ်ဝန်းကျင်ကဟိုဟာမင်္ဂလာသတင်းလေးကြားခဲ့ရပါတယ်။သူကအရင်ကစိတ်ထားကောင်းတယ်ပြီးကြတော့ပေကန်ရဲ့ရောတဲ့ အန်တီဂျီပေါ့နော်ဒါပေမဲ့ तू ကဘာကြောင့်ဒီလိုဘဝမျိုးရောက်သွားလဲဆိုတာကိုဗီဒီယိုနောက်တစ်ပုတ်ချန်သေးတယ်အဲ့ဒီဗီဒီယိုကိုအသေးစိတ်ကျွန်တော်ပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ viewer တွေအားလုံးကိုယ်ကျမ်းသာခြင်းစိတ်ကျမ်းသာခြင်းဖြင့်နဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းရင်းနဲ့ဒီဗီဒီယိုကိုဒီမှာပဲရပ်နိုင်လိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်